Manchester United နဲ့ Brighton ပွဲကြိုသုံးသက်ချက်အနေနဲ့ပြောရရင်တော့ဒါဟာစိတ်ဝင်စားစရာကောင်းဒီအားလုံးပဲမင်္ဂလာပါခင်ဗျာ KE Channel မှာကြိုဆိုရတယ်ဖြစ်တဲ့အခြေအနေ United ဟာနောက်ဆုံး Premier League ၂ပွဲဆက်အနိုင်ရထားပြီး England Old Trafford မှာလည်းနောက်ဆုံး၃ပွဲဆက်အနိုင်ရထားလို့အရှင်းအဟုန်ကောင်းနေပါတယ်ဒါပေမဲ့သူတို့ရဲ့နီးပြ Ruben Amorin လက်အောက်မှာပထမဆုံးအကြိမ် League ၃ပွဲဆက်နိုင်ဖို့ကြိုးစားရမှာပါ Brighton အခြေအနေ Brighton ကလည်းလက်ရှိ Premier League မှာရှုံးပွဲမရှိ Series 5ပွဲအထိရှိနေပါတယ်။သူတို့ဟာအဆင့်ဇာမှာ United ထက်ဓမ္မအကွာနောက်မှာရှိနေပြီးနိုင်ရင် United ကိုကြောတက်နေပါတယ်။ထိတ်တိတ်တိဆုံမှုများ head to head United အတွက်အဆူဆုံးကတော့ Brighton ကိုနောက်ဆုံး League 5ပွဲမှာ6ပွဲအထိရှုံးနှိမ့်ထားတာဖြစ်ပြီး Old Trafford မှာလည်းနောက်ဆုံး3ကြိမ်စအယွင်းနှိမ့်ထားတာဖြစ်ပါတယ်။ Brighton က Old Trafford မှာ၃ပွဲဆက်နိုင်ဘူးတဲ့ပထမဆုံးအသင်းဖြစ်လာဖို့အခွင့်အရေးရှိနေပါတယ်။ဂိုးသွင်းမှုအများနှစ်သင်းဟောင်းရဲ့နောက်ဆုံးပွဲစဉ်တွေမှာဂိုးများများသွင်းယူမှုတွေရှိပါတယ်။ Brighton ပွဲတွေမှာလည်းနှစ်သင်းစလုံးဂိုးသွင်းလေ့ရှိပါတယ်။ United ကလည်းအိမ်ကွဲမှာတပွဲကို၂ကိုးနီးမှာပြန်မြသွင်းယူနေပါတယ်။ခတ်မှန်းချက်များဒါဟာတိုက်စစ်ပိုင်းကောင်းကြတဲ့အသင်းနှစ်သင်းမှုလို့ဂိုးများနိုင်တဲ့ပွဲဖြစ်ပါတယ်။ ယူနိုက်တက်ဟာလက်ရှိရလက်ကောင်းတွေကြောင့်အားတက်နေပြီးအိမ်ခွဲအားတာချက်လည်းရှိပါတယ်။ဒါပေမဲ့ Brighton ကယူနိုက်တက်ကို အမြဲတမ်းဒုက္ခပေးလိရှိပါတယ်။အများစုကတော့ဂိုးများများသွင်းနိုင်မဲ့ပွဲဖြစ်ပြီး Manchester United 2-3နဲ့သုံးဖို့3-1နဲ့အနိုင်ရနိုင်တယ်လို့ခန့်မှန်းထားတာတွေရှိတယ်လို့နှစ်ကိုတည်ရေကြမယ်လို့ခန့်မှန်းသူများလည်းရှိပါတယ်။အချင်းရှုအနေနဲ့ပြောရရင်တော့ United ဟာ Brighton ရဲ့ Latlot နိုင်ပွဲဆက်တွေကိုရက်တန့်ဖို့ကြိုးစားရမှာဖြစ်ပြီး Brighton ကတော့ United ကိုဆက်လက်ဒုက္ခပေးပြီး Old Trafford မှာစတုထအချင်းဇက်အနိုင်ယူဖို့စိတ်အားထက်သန်နေမှာဖြစ်ပါတယ်။အကြည့်အနဲ့ရှိမဲ့ပွဲတစ်ပွဲဖြစ်လာမှာများပါတယ်။အဆုံးအထိနားထောင်ပေးလို့ကျေးဇူးများသည့်တင်ပါတယ်။